ကဲအဲ့တော့ဒီနေ့ကချက်စရာရတော့မြန်အားတယ်ဗျနော်ဒါလေးကလည်းစိတ်ဝင်စားစရာကောင်းလို့ကျွန်တော်ပြရမလို့ဒါခုနေ့လည်းဖြတ်မလို့ဟာဘူးဒါသင်တန်းသားတွေလိုက်ပါနည်းနည်းလေးပြောကြင်လို့ဘောနော်အဲ့တော့ဒီမှာဒီမှာသားဆန်းတယ်ဒီတန်းကြည့်ရင်လည်းဆန်းတယ်မှာဒီမှာနော်တွေ့လားအဲ့တော့ဒီမှာလည်းဆန်းတယ်နော်ဒီမှာဆန်းတယ်အဲ့တော့ဒီမှာကြည့်အောင်အဲ့ဒီမှာတော့ဒါပဲဒီမှာကတ်နေတွေ့လားဒီမှာနော်အစီဒီမှာအပေါ်ရန်လေးပဲကတ်လားတွေ့လား အဲ့ဒါကိုကက်ရေလို့ခေါ်တယ်နော်အပေါ်မှာကန့်နေလို့ကက်ရေပေါ့ဗျာကောက်ရော့လို့လည်းခေါ်တယ်ပေါ့နော်ကောက်ရော့ကတော့တရုတ်စကားလားတော့ကျွန်တော်လည်းမသိဘူးနော်နော်အဲ့တော့ဒီမှာအပေါ်မှာကက်နေလို့ကက်ရေခေါ်တာအဲ့တော့ကောက်ရော့လည်းခေါ်တယ်အဲ့တော့အောက်ကိုနည်းနည်းလေးတော့မိုးပတ်ဆင်းသွားရင်တော့ကောက်ရော့ကြီးလို့ခေါ်တာပေါ့ဗျာအခုကတော့ကောက်ရော့ကြီးမခေါ်ဘူးကောက်ရော့ပဲနော်အပေါ်မှာပဲကက်နေတာနော်ဒီမှာကြည့်အောင်ဟာကြည့်အောင်နော်ဒီမှာနော်ဒီမှာဒါမျိုးနဲ့ထိုးရင်ဒီမှာနော်အော်ဒီမှာဒါမျိုးထိုးရင်ဘေးလိုက်ထိုးလိုက်ရင်ပန်းတွေ့လား အဲ့တော့ဒါပန်းဆက်လေးတွေပေါ့ဗျာပန်းဆက်လေးတွေပလင်းဆွဲမနေဘဲနဲ့ပန်းဆက်လေးတွေသွားနေတာเนาะအဲ့တော့ဒီမှာသူ့ရဲ့အပေါ်ရံအဲ့တော့ဒီမှာလည်းကြောက်သားရှိတယ်ဒီမှာကြောင်မျိုးကြောက်သားကောင်းတယ်ပေါ့ဗျာအဲ့ဒါမှာသူ့အသားကြည့်အောင်နော်နော်ကြည်ပေါက်နေတွေ့လားအဲ့ဒါဒီအဖုံးတစ်ချက်ကြည့်မယ်တွေ့လားဟောအဖုံးမှာဒီမှာကြည်ပေါက်နေတဲ့ကြောက်အစီရှိတယ်ဒီမှာနော်အဲဒီမှာနော်အဲ့ဒါရဲ့ဒီမှာအစီပေါက်နေတွေ့လားနော်ဒီမှာနော်အဲ့ကြောက်အစီပေါက်ကောင်းတယ် ကောင်းတော့ကျွန်တော်ကကောက်ရော့ဆိုမဝင်နဲ့လို့ပြောတာအဲ့တော့ဘလူနေရာဒီမှာဝင်ရမလဲဆိုတော့ဓာမှုကြောက်ကြဝင်လို့ရဓာမှုကြောက်ကြဘာကြောင့်ဝင်လို့ရလဲဆိုတော့ဒီမှာအသူ့ရဲ့အပေါ်မှာအသားရှိအကြောက်သားမြင်တယ်ဒီမှာတွေ့တာကြောက်သားမြင်တယ်အဲ့တော့ဒီအပေါ်မှာကြောက်သားမြင်တဲ့ခါကျတော့ကောက်ရော့ဆိုရင်ကြောက်သားမမြင်ရင်ဗျာဒါကက်နေတဲ့ဟာကြီးဘာလို့မှတာဝဲရိုက်ချာရှိမှာပဲနော်အဲ့တော့အောက်မှာကြောက်သားမြင်တဲ့ခါကျတော့အဲ့ကြောက်သားကိုထည့်ပြီးသွေးမှာနော်အသားထည့်သွေးတယ်ခေါ်တာပေါ့ကျွန်တော်ကကြောက်သားကောင်းရင်အသားဆန်းရင်ပေါ့နော်ဆန်းမှာနော်မဆန်းရင်လည်းထည့်မရဘူးဆန်းတယ် ခွန်ရှစ်ပါเนาะ၈၉၀ပါเนาะခွန်ခွန်ခွဲတောင်အဆင်မပြေဘူး၈တောင်အနည်းဆုံးရှိမှာပါเนาะအဲ၈ရှိပဲပြင်ကိုကြည့်ရအောင်ပါရှင်းရအောင်ပါကြောက်ပါเนาะအဲ့တော့ဒီမှာကြည့်အဲ့တော့ဒီမှာပန်းဆန်နေတယ်ပါเนาะဒါပန်းပဲเนาะအဲ့တော့ဒီမှာအဖုံးမှာကြောက်ကြည်ပေါ့လားတွေ့လားဒါကိုအပွင့်ရတယ်ဓမ္မကိုအပွင့်ရနေတွေ့လားအဲ့တော့ဒီမှာလည်းကြောက်ကကြည်ပေါက်နေတယ်အဲ့တော့ဒီမှာဟိုကအပွင့်ရနေပြီနော်โอเคအဲ့တော့အဲ့ဒါကိုတစ်ချက်ပြနော်အဲ့ဒါအပွင့်ရင်ထုတ်ပြကြည့်မယ်နော် အဲအပွင့်ရတယ်အပွင့်ရတယ်ဆိုတော့ဘယ်လိုအနေထားမျိုးအဆင့်အနည်းဆုံးရှစ်ရှိရမယ်နော်အပွင့်ရတဲ့အသားတန်းအဆင့်ဆိုတာရှစ်ရှိရမယ်ရှစ်မှာဟိုကရှစ်မှာဟိုအဆင့်သုံးဆင့်ရှိသေးတယ်နော်ခအောင်ရခရခအထက်ရအဲခအထက်လောက်မှာရှစ်ကအဆင့်နေတာအပွင့်ထုတ်လို့ကောင်းလားနော် Okay အဲ့တော့ဒီမှာအသားမြင့်တဲ့ကြောက်ဒီမှာအဲ့လိုကက်ရည်ဆိုရင်ဝယ်လို့ရတယ်ဆိုတာကြည့်အောင်နော်အဲ့တော့ဒီမှာကျွန်တော်ကဒဇူးစာလောက်ကိုသူ့ဒီဒီဒဇူးစာအပေါ်လောက်မှာခွာပြတ်လိုက် သူ့အသားတန်းပေါ့နော်အသားတန်းကိုခွာဖြတ်လိုက်သူ့အသားခံရမှာဟုတ်နော်အဲ့တော့အသားထည့်သွေးရမှာပေါ့ဗျာအဲ့အသားကိုဒီကောင်းလေးလှန့်မှုတ်တာလှန့်မှုတ်မှာအဲရှင်းမရှင်းကြည့်ရအောင်ဒီပုံမှာတော့ရှင်းတယ်အောက်မှာရှင်းမရှင်းကြည့်ရအောင်โอเคကြည့်ရအောင်ဒီမှာနော်အဲ့တော့ဒီမှာဒီမှာဒီမှာအသားတန်းနော်ဒီအသားတန်းနဲ့ဒီအသားတန်းနော်ကြည့်ကြည့်အောင်ဒီကရှင်းဖို့ပါပဲနော်ကဲကြည့်ရအောင်နော်အဲ့တော့ဒီမှာလှန့်ကန်နေပြီတွေ့လားကျွန်တော်လှန့်ကန်နေပြီနော် နော်ဒီမှာနော်လှန့်ကန်နေပြီနော်အဲ့တော့လှန့်ကန်နေပြီဆိုရင်ဒါကထည့်လို့ရသွားပြီအဲ့တော့ဒီမှာလေးကြည့်လိုက်ဒီမှာတွေ့လားလှန့်ကန်တာတွေ့လားလက်ကဒီမှာအောက်မှာအဲဒီကောင်းလေးလက်တာအပွင့်ရနော်အဲ့တော့ကောင်းရော့ကောင်းရော့ဆိုရင် ကောင်းရော့ဝယ်မယ်ဆိုရင်နော်အဲ့လိုအသားကောင်းမှရအဲ့လိုအသားမကောင်းမင်းနဲ့ကောင်းရော့ဝယ်လို့မရအောင်နော်ဝယ်မယ်ဆိုရင်အဲ့ကောင်းရော့ဒီတာလုံးမှလားတာလုံးမဆိုတော့ဝယ်တာစည်းဝယ်လေးအဲ့ကြရင်နော်တာစည်းဝယ်ပေါ့နော်အဲ့တော့အပွင့်ရမယ့်အနေထားမျိုးနဲ့တော့သွားမဝင်နဲ့ပေါ့ ဟုတ်လားသွားဝင်ရင်တော့ကုန်ပါပဲနော်အဲ့တော့ကျွန်တော်ပြအောင်ကြည့်အောင်ဒီမှာတွေ့တွေ့လားနော်အဲ့တော့ဒီမှာလှန့်ကန်နေပြီဒီမှာနော်ဒီမှာဒီတိုင်းကိုမဲနေတာတွေ့လားဒီမှာလှန့်ကန်နေဒီမှာနော်အဲ့တော့အနာတော့နည်းနည်းများတယ်အဲ့ဒီအပေါ်မှာများတဲ့အနာပါပဲအနာတော့နော်ဒီမှာအနာတော့များတယ်အဲ့တော့ကြည့်အောင်အဲ့တော့ကျွန်တော်ဒီမှာအနာကြီးရှိပါတယ်ဒီအနာကြီးပေါ့နော်ဒီမှာပန့်နော်โอเคအဲ့ဒီအနာကြီးနင်းမယ် ဟွန်းမြမပါနော်ဓမ္မနာပန်ပါနော်โอเคဆက်ကြည့်အောင်ကဲကြည့်အောင်အဲဇီကတော့သူ့အနေနဲ့သူငိုမြင်တိုင်းမစင်းတာပါနော်အဲ့တော့ငိုမြင်တိုင်းစင်းတယ်အဲ့တော့ကြည့်မယ်နော်အဲ့တော့ကောက်ရောက်ကောက်ရောက်ဆိုရင်မဝင်နဲ့ကျွန်တော်ပြောတာနော်အဲ့တော့ဓမ္မကိုသားဆိုင်တော့ဝယ်နော်ကဲဒီမှာအနာနော်အဲ့တော့အနာဆိုတော့ဒီဟာလေးကိုတင်အောင်ကြည့်အောင် အဲ့တော့ကောက်ရော့ကောက်ရော့နဲ့အများကြီးကကောက်ရော့တွေဝဲဝဲလာတာအဲ့တော့ကောက်ရော့ဈေးကိုတကယ်အဝွင့်ရမယ့်အနေထားမျိုးနဲ့ဝဲတော့ကုန်မှာပေါ့ဟုတ်လားအဲ့တော့ကောက်ရော့ဝဲမယ်ဆိုရင်အပေါ်အသားစီဆန်းရမှာအဲ့တော့ဒီကောက်ဒီကြောက်ရည်ကဒီမှာမြစ်ချစံလောက်ဖြစ်ဖြစ်ဒီတိတိလေးအချင်းမြန်လောက်ဖြစ်ဖြစ်နော်အဲ့အချင်းမြန်လောက်အသားကိုအပေါ်ကနေပြီးတော့ခိုင်းလို့ရအခိုင်းနဲ့ခေါ်တာပေါ့ဗျာအဲ့ဒီအသားအပေါ်မှာထက်သွေးလို့ရတယ်အဲ့အဲ့လိုမျိုးဆိုရင်ဆိုအဲ့တော့ထက်သွေးလို့ရတဲ့အသားတန်းဒီအသားတန်းအဆင့်ရှစ်နည်းဆုံးရှိရမှာ ရှစ်တောင်မှရှင်းပါရမှာเนาะအမြုပ်တွေအစံတွေအအထွေးတွေပါလို့မရဘူးเนาะအဲအဲ့ဒါလေးတိဖို့လိုတယ်เนาะအဲ့တော့အဲ့ဒါမှမဟုတ်ရင်မရဘူးကျွန်တော်မိတ်ဆွေများเนาะအဲ့တော့အသားနဲ့အသားနဲ့ဘောလီတွေပါညာရှောက်ပြောမနေနဲ့เนาะအဲ့တော့အသားနဲ့အဆင့်ကအနည်းဆုံး consigo 6 consigo 10ရတော့တည်ုံနေရမှာเนาะအဲ့တော့အသဆန်းကိုသဆန်းမှန်းသိရမှာအသဆန်းကိုသဆန်းမှန်းသိရမှာ body ကို body မှန်းသိရမှာခါခါမှန်းသိရမှာခါောက်ကတော့သိမြင်တယ်လို့ရှုပ်နေတယ် ခောက်သားမှာတော့ကြည့်လိုက်ခောက်သားဆိုဝဲမနေနဲ့နော်โอเคအဲ့တော့ဒီမှာအနာဆက်လိုက်တယ်အဲ့တော့ကြည့်အောင်ကျွန်တော်မျိုးဆက်လိုက်တော့နော်အဲ့တော့ဒီမှာလဲဒီမှာလှန့်မြင်နေရဒီမှာအနာတွေ့လားဒီမှာအောက်မှာအနာတွေ့လားဒီမှာနော်ဒီမှာအနာအဲ့တော့အဲ့ဒီအနာဖြတ်မယ်နားတော့ထည့်လို့မရဘူးအသံနေထားမှာသံ body အဆင့်နေမှာအနာထည့်မရဘူးနော်အနာထည့်ရင်အကုန်မြင်နေရတာဟိုဆန်းလာကြီးကိုအဲ့တော့ဒီမှာအသားတွေအများကြီးကျန်နေတယ်အဲ့တော့အသားတွေနည်းနည်းချင်းလေးဆွတ်နေသွား င်ပါနော်နည်းနည်းချင်းဒီမှာဒါမျိုးဆွဲနှုတ်သွားလိုက်အောင်မယ်နော်ခန်းဒီညချောဆိုလို့ညချောလောက်ဆိုပွင့်ထုတ်လို့ရလားမင်းကြီးကျောင်းအပွင့်ရတော့ဘယ်အထုတ်ထုတ်လို့ရလဲနော်ညချောတော့ဘယ်လိုညချောရတော့နော်အဲ့တော့ခန်းဒီညချောလို့မလဲငါကြီးညချောညချောသားညချောသားဆိုပေးဘူးလေညချောသားရှိတာပဲနော်ညက်ပြီးချောနေတာပဲပေးဘူးကလည်းနော်အသားနဲ့အဆင့်ကိုပဲပြောနော်အသားနဲ့အဆင့်ဒီရှစ်အနည်းဆုံးရှိရမှာအဲ့ဒီရှစ်ကိုမှ အဲ့လိုအဆင့်သုံးသိန်းရှိသေးတယ်နော်အဲ့တော့ညချောညချောကငန်းကြီးညချောကတော့ပေးဝင်ကနဲ့ညချောရှိတာပဲနော်အဲ့တော့ငန်းကြီးသိကျင်ရင်ပေးဝင်ကညချောသိကျင်ရင်လာခဲ့တဲ့ကိုစီမှာနော်ရမ်းညံ့ရင်အသားညက်တာပဲနော်အဲ့တော့ပေးဝင်ကလည်းရမ်းညက်တာပဲအဲ့တော့ပေးဝင်ကရမ်းညက်တော့လည်းရတာအသားညက်တာပေါ့ကွာရမ်းညက်တော့အသားညချောပေါ့အဲ့တော့ညချောသားညချောသားပေးဝင်ကငန်းကြီးလာကြည့်တဲ့ကိုစီမှာရှိတယ်နော်အသားရမ်းအဆင့်ဒီရှိကိုရှိရမှာအဲအဲ့တော့ဒီမှာအပေါ်လေးတွေဘားတွေလွှာလိုက်တယ် เนาะအဲ့တော့ဒီမှာအကုန်လှမ်းမြင်နေရတယ်ဒီမှာအနာရှင်းနေဒီမှာ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 အသားလေးနော်အဲ့တော့အသားလေးတွေမှာ face sweat ခုတ်တယ်ဒီမှာကြံလေးတွေတွေ့လားဒါလေးတွေเนาะဒါပဲဒါလေး sweat ခုတ်မယ်ပြီးရင်ဒီအခွန်လေးပို့လိုက်ရင်ဒါပဲဒီဘက်ကောင်းသားအဲ့လိုအသားတိုင်းအဆင့်မြင့်မှရမှာเนาะမဟုတ်ရင်မရဘူးဒီမှာတွေ့လားနော်လှမ်းကန်နေတယ်အဲ့တော့အသားထည့်လို့ရတယ်တွေးရင်ဒါမျိုးကြောင့်ဆိုရင် တွေးရင်ဖင်ဝဲလို့မရဘူးเนาะဒီမှာရင်းရမဖင်လေးကန်တာတော့ဝဲလိုက်ရင်ကုံသွားမှာပေါ့ဟုတ်တယ်မလား အဲ့တော့ကြောက်ကကြောက်တွေမှာအဲဖင်ဝဲတိုင်းဝဲလို့မရတဲ့ကြောက်တွေရှိတယ်ဆိုအဲ့ဒါပြောတာနော်အဲ့တော့ဖင်သွားဝင်ရင်တော့ဒီမှာဒီမှာကန့်နေတဲ့ဈေးကုန်းပါမှာပေါ့ဟုတ်တယ်လားအဲ့တော့ဒါမျိုးဆိုရင်ပြင်လိုက်ထားအောင်ပါပြင်လိုက်ထားသွေးရမှာနော်အဲ့တော့ပြင်လိုက်ထားသွေးပြီးတော့မှအဲ့အရှိကိုပြင်လိုက်ထားမှဒီရေဖမ်းမိမှာထိမ့်မိမှာနော်အဲ့ဒါကြောက်ကမျိုးမျိုးရှိတယ်နော်အဲ့တော့အဲ့လိုကတ်ရည်ယူသွားပြီးတော့များများတို့အဲ့လိုသွားဖွင့်ပြီးသွေးလဲလို့တော့ကုန်းပါပေါ့အောက်ကကြီးနော်အဲ့တော့အဲ့ကြတော့လိမ့်ပိုက်သွေးလို့မရဘူးအဲ့ကောင်ကနော် အဲ့တော့ကြောက်ကအဲ့လိုဖြည်းဖြည်းချင်းလိုရင်းနဲ့မှတိလာလိမ့်မယ်။နော်ကျွန်တော်လည်းရင်တော့မတိဘူးလေ။နော်ဝဲပြက်တာပုံရောပုံလာပေါ့။နော်အဲ့တော့ဖင်ဝဲတိုင်းကောင်းတာမဟုတ်ဘူး။အဲ့လိုအသားတန်းအနေထားမျိုးနဲ့ဆိုဝဲမရဘူး။နော်ဒီလေးအရန်မြင့်မင်းကြီးလေးအရန်မြင့်ပေါ့ကွာ။အဲ့တော့အရန်မြင့်ကြောက်ကအကုန်မအားသေးလို့မိတော်တွေအကုန်လုံးကိုဒီတိုင်းပဲတပေါင်းနဲ့ရောင်းလိုက်တော့မယ်။နော်ပြင်မဲ့လူရောင်းလိုက်တော့မယ်။နော်မဟုတ်ရင်တော့မရဘူး။ကဲအဲ့တော့အဲ့လိုလေးအဲ့လိုဆိုသဘောပေါက်လား။